1848ခုနှစ်မှာ Communist Manifesto ဆိုတဲ့စာအုပ်ကို Karl Marx က Angel ဆိုတဲ့ပုဂ္ဂိုလ်နဲ့ပေါင်းပြီးထုတ်ဝေခဲ့တယ်။အဖိနှိတ်ခံအလို့တမားလူရန်စားတွေအချင်းချင်းစုပေါင်းပြီးတော့ငွေရှင်ကြေးရှင်ဒါနရှင်ဘူဇဝါစီ လူရန်စားတွေကိုတော်လှန်ရမယ်ဆိုတဲ့တော်လှန်ရေးအထွေအခေါ်တွေကဒီစာမျက်နှာ23မျက်နှာပဲရှိတဲ့စာအုပ်ထွက်ပေါ်ပြီးတဲ့အချိန်မှာတဟုံတို့တိုးတက်ပြောင်းလဲလာခဲ့တယ်။ Karl Marx ကတူကိုရိုင်းမျိုးစေ့ချခဲ့တဲ့ Communist ဝါဒရဲ့ ထုံကားလာတဲ့ခစ်ကိုမမြင်လိုက်ရပါနဲ့တေးဆုံးသွားခဲ့တယ်ဗျ Animal Farm ဆိုတဲ့ဝတ္ထုတဲရ Old Major ဆိုတဲ့ပညာရှိဝတ်ကြီးကလည်းလေတဲ့ tradition တွေအတွက်တရားမျှတမှုဆိုတာအရယူတဲ့နဲ့ကိစ္စတစ်ခုဆိုတော့နားလည်ဟောကြားပေးခဲ့တယ်။ဒီလိုဟောကြားပေးပြီးတော့တော်လန်ရေးမအောင်မြင်ခင်မှာပဲ Old Major ဆိုတဲ့ဝတ်ကြီးကတေးဆုံးသွားတယ် ဲ့တော့လေတရတရိษံနေရတော်လန်ရေးဆိုတာဘဲချင်းအောင်မြင်မယ်ဘဲချင်းဖြစ်မယ်ဆိုတာကိုဘယ်သူမှတတ်အပ်မပြောနိုင်ဘူးဒါပေမဲ့ပြင်ဆင်ထားတဲ့နေဆိုတာကိုတော့လူတန်းကယုံကြည်ကြတယ်ဒီပညာရှိဝတ်ကြီးဟောကြားခဲ့တာတွေကိုတခြားနားလည်နိုင်စွမ်းရှိရဲ့တရိษံနေရလေတရဝတ်တွေဒီဝတ်တွေဟာတော်လန်ရေးစဖို့အတွက်ဘယ်လိုပြင်ဆင်ရမယ်ဆိုတာကိုအဓိကထားပြီးစဉ်းစားတတ်ကြတယ်ဒီဝတ်တွေထဲမှာအထင်ကြီးရဖြစ်ပြီး အရေးချင်းရှိရဝတ်နှစ်ကောင်သုံးကောင်ပါတယ်ဗျပထမတစ်ကောင်ကတော့ Napoleon လို့ခေါ်တယ် သူ့ကိုလယ်ဓမာကြီးကိုတိုင်ကပြန်ရောင်းစားဖို့အတွက်တီးတန့်ပြုစုထားတဲ့လယ်ထဲမှာတန်ဖိုးအကြီးဆုံးဘက်နပိုလီယန်ဆိုရဲဘက်က အင်္ဂလန်နိုင်ငံဘတ်ရှားပြည်နယ်အထွတ်တဲ့တခုတည်းသောဘက်မျိုးစိတ်ဒီဘတ်ရှားဘက်တည်းရဲ့တဘာဝကအရောင်းအနဲ့ရောင်ရှိတယ်။ပြီးရင်အေးအေးဆေးဆေးနေတပ်ပြီးညံရင်မြင့်တဲ့ဘက်မျိုးစိတ်ထဲမှာပါတယ်။တခြားဘက်တွေထဲစာရင်အသားတော်တော်ထွက်တဲ့ဘက်အဲ့တော့ဒီနပိုလီယန်ကိုလေဓမာကြီးကတော်တော်ကြီးကိုဂယုတဆိုင်မွေးတာ။ပြီးရင်လေဓမာကြီးနောက်ထပ် ဂယုတစိုက်မွေးထားတဲ့ဝတ်နောက်တစ်ကောင်လည်းရှိသေးတယ်။အဲ့လား snowball လေဒီ snowball ဆိုတဲ့ဝတ်ကအတားကြီးရဖြူးဖြူးဖွဲ့ဖွဲ့နဲ့အဟောပြောတော်တော်ကောင်းတဲ့ဝတ်လို့ပြောလို့ရတယ်။ပြင်ကြိုင်ဖန်ရင်လည်းရှိတယ်။တခြားဝတ်တွေကတော့တာမန်အသားအတွက်သီးတဲ့မွေးထားတဲ့ဝတ်တွေပဲ။ဒီတာမန်ဝတ်တွေထဲမှာမှာ squealer ဆိုတဲ့ဝတ်တစ်ကောင်လည်းကျန်နေတယ်။ဒီဝတ်ကကြတော့လဲလဲဝဲဝဲရှိတယ်ပေါ့ဗျာ။သူကစကားပြောမိဆိုရင်ကြဘိုးကိုလက်ပြအောင်ပြောနိုင်လောက်အောင်စကားပြောစွမ်းရင်ကောင်းတဲ့ဝတ်တကောင်များ Snowball, Napoleon နဲ့ Squealer ဒီ၃កောင်ဟာ Old Major ရဲ့တရားတွေကိုအသေးစိတ်ပြန်လည်စီစဉ်ပြုစုကြတယ်။ပြင်ရလာတဲ့အတွေးခေါ်တွေကို Animalism ဆိုပြီးနာမည်ပေးလိုက်တယ်။ Tradition ဝါဒပေါ့။ဒီလိုနဲ့ညာတိုင်းညာတိုင်းလယ်ထမားကြီးအိပ်ပြီးဆိုရင်စပန်ကြီးထဲမှာ Tradition တွေကစုအစည်းအဝေးလုပ်ကြတယ်။တော်လန်ရေးတစ်ခုဖြစ်ဖို့အတွက် Tradition တွေကိုစီယုံရရလဲထင်တယ်လို့လွယ်တဲ့ကိစ္စတော့မဟုတ်ဘူးဗျ။ ။ဘာဖြစ်လို့လဲဆိုတော့ဒီတရိษံနေတဲ့မှာလယ်သမားကြီးကိုတလူရဲ့အရှင်သခင်လို့သတ်မှတ်ထားတဲ့တရိษံတချို့လည်းရှိတယ်။လယ်သမားကြီးကတလူအစာကျွေးတယ်။အဲ့တော့တလူကဒီလယ်သမားကြီးကိုယေရှုပြုရမယ်ဆိုတဲ့တရိษံတချို့လည်းရှိသေးတယ်။ဆိုတော့ဒီတရိษံနေကခုနကတော်လန်ရေးကိုဥဆောင်နေတဲ့အဖွဲ့ကိုမေးခွန်းတွေအမျိုးမျိုးမေးကြတယ်။ဥပမာလယ်သမားကြီးမရှိတော့ရင်ငါလို့ဘယ်သူစာကျွေးမှာတော့ပြန်ဒီတော်လန်ရေးဖြစ်လာမယ်ဆိုတော့ငါတို့ကယုံတော့ယုံကြည်တယ် ဒါပေမဲ့ငါတို့တေပြီးမှဖြစ်သွားမယ်ဆိုရင်ဘယ်လိုလုပ်မှာလဲတေပြီးမှဖြစ်မဲ့ကိစ္စတစ်ခုအတွက်ငါတို့ကဘာလို့အားစိုက်ပေးနေရမှာလဲဒီလိုမေကုန်းမျိုးတွေကိုညာတိုင်းညာတိုင်း snowball တို့အုပ်စုကအမြဲတမ်းဖြည့်ရှင်းရတယ်ဒီလိုမေကုန်းတွေထဲမှာမှထူးထူးခြားခြားလို့ကြောင်တောင်မေးတက်တဲ့တရိစ္ဆာန်တစ်ကောင်ရှိတယ်အဲ့လားကတော့ molly လို့ခေါ်တယ်ဒီ molly ဆိုတဲ့မြင်းမလေးကကြတော့အလှမွေးထားတဲ့မြင်းအလောက်ချမ်းချမ်းတန်းတန်းလှုပ်ရှားမလို့ဘူး ပြန်တူစားခြင်းနဲ့တကြားလုံးတွေကိုအမြဲတမ်းလက်သမားရအောင်ကြွေးတယ်။သူ့ရဲ့အမွေးအမြင်ပေါ်မှာဖဲကျိုးတွေခြီထားပြီးတော့တတရရဲ့လက်လာပပနဲ့မွေးထားတဲ့မြင်းတစ်ကောင်။အဲ့လိုအချိန်ကျတော့မော်လီကဟုတ်ပါပြီတော်လန်ရေးဖြစ်လာတော့မှန်ပါတယ်။တော်လန်ရေးအောင်မြင်သွားခဲ့လို့ရှိရင်ငါတကြားလုံးနေစားရအောင်ပါလား။ငါငါရဲ့ဒီအမွေးအမြင်တွေပေါ်မှာဖဲကျိုးတွေတက်ခွင့်ရှိသေးလား။အဲ့လိုမေးခွန်းမေးလာပြီဆို Snowball ကဒီဖဲကျိုးတွေဆိုတာလူတွေကငါလို့ကြုံပြုတ်ထားတယ်ဆိုတဲ့အမှတ်တရစိတ်ကြီး ဒီကျော်အမတ်တစိုက်ကြီးကိုနေရပါလို့တတ်မှတ်နေရတော့ပြီးရင်ငါတို့တော်လန်ရေးအောင်မြင်သွားပြီဆိုရင်လဲထမရှိရဂျုံနေမျက်ချောက်တွေကိုငါတို့အဝါစားတောက်လို့ရပြီမော်လီယာတောင်းပြန်တော့မငင်းဘူးဒါပေမဲ့တိတ်လက်ခံခြင်းသေးတဲ့ပုံမပေါ်ဘူးဗျသူ့ရဲ့စိတ်ထဲမှာ ူကိုယ်တိုင်နားမလည်တဲ့တန်တရားတချို့လည်းရှိနေသေးတဲ့ပုံပဲ။မော်လီထက်ဆိုရင်နောက်ထပ်တကောင်ရှိသေးတယ်။အဲ့ဒီကောင်ကကျွန်တော်မိုးဇက်စ်လို့ခေါ်တယ်။မိုးဇက်စ်ကကျတော့လေသမားကြီးရဲ့အနီးကပ်မွေးထားတဲ့ကြီးကန်းတကောင်။ဒီကြီးကန်းက Old Major ရဲ့တရားဟုတ်ပွဲကိုလည်းမတက်ခဲ့ဘူး။တမျိုးပြောမယ်ဆိုလေသမားကြီးနားမှာနေပြီးတော့ကောင်းစားနေတဲ့တရိတ်ဆန်တကောင်များ။ ပြီးရင် Moses ကတခုခုကိုတေချာတလူလူ ပြောပြီးတော့သူပြောတယ်လို့ live လုပ်တဲ့လူတွေအကုန်လုံးဒုက္ခရောက်ကြတာတွေကြီးပဲဆိုတော့မဟုတ်မမှန်နေအရန်ပြောတဲ့ Moses ကိုသရိစံနေတာတော်တော် မုန်းကြတယ်အခုလဲ Moses ကသရိစံနေတေသွားလို့ရှိရင် Sugar Candy ဆိုရဲတောင်ရင်းတောင်ရှိရယ်တကြားချူချင်းတောင်ရင်းပေါ့ဗျာဒီတောင်ပေါ်မှာတပတ်မှာခုနှစ်ရက်အလုံးလုံးရှာမလို့ဘူးပြီးရင်အစားအသောက်တွေကလည်းအပြည့်အဝပဲကြိုက်တာယူစားလို့ရတယ်တကြားကြီးလည်းရှိရယ် ချိုချင်နေလဲရှိရအစားအသောက်တွေကလည်းဘယ်တော့မှမကုံမခန်းနိုင်ဘူးဆိုတော့တရိတ်ဆန်တကောင်တိန်အဲ့ဒီတောင်ပေါ်ကိုရောက်သွားတယ်အဲ့ဒီတောင်ကတိမ်တွေကြားထဲမှာရှိတယ်ဆိုတော့မိုးဆက်ကဒီလိုမျိုးပြောလိုက်တဲ့အခါမှာတချို့တရိတ်ဆန်တွေကယုံကြတယ်တချို့တရိတ်ဆန်တွေကလည်းမယုံဆိုတော့ယုံတဲ့တရိတ်ဆန်တွေကိုဒီ snowball တို့တော်လန်ကြီးအဖွဲကဒီလိုနေရာတကယ်မရှိဘူးဆိုတော့တော်တော်အကြီးကိုပြန်ဖြောင်းဖျားယူရတယ်ဒီလိုနဲ့ညာတိုင်းညာတိုင်းအစီအဝေးကိုဘယ်တော့မှ မပြတ်မကွက်တက်ကြတဲ့မြင်းနှကောင်ရှိရဲ့ အမြင်နှကောင်ကတော့ boxer ရယ် clover ဆိုပဲမြင်နှကောင်အမြင်နှကောင်ကတခြားတရိစံတွေလို့များများဆဆမတွေးနိုင်ကြအောင်တော်လန်ရေးကိုအပြည့်အဝထောက်ခံတဲ့တရိစံတွေလို့ပြောလို့ရတယ်သူတို့စိတ်ထဲမှာဝတ်တွေတင်ကြပေးတဲ့ကိစ္စအမှန်နေငါတို့တရိစံတွေကလွတ်လပ်တယ်တခြားတော်လန်ရေးကိုဒုက္ခရောက်စေမဲ့ဇကားတွေပြောရင်တော့မှဒီမြင်နှကောင်အသိတဘောမကြကြအောင် ညာတိုင်းညာတိုင်းအစီအဝေးအဆုံးတက်ပြီဆိုတာနဲ့ old majority တင်ပေးခဲ့တဲ့ beaks of england ဆိုရဲတော်လည်းတချင်းကိုစိုးကြပြီးတော့အစီအဝေးကိုရုတ်တိန်ကြတယ်။အလားတလူနေတိုင်းလောက်ကြတဲ့အလုပ်ဒီလိုမျိုးတော်လည်းရေးတဖြည်းဖြည်းအားကောင်းလာတဲ့အချိန်မှာလေထမိုင်း Mr. Jones ကစီဝါရေးကြလာတဲ့အချိန်မျိုးရောက်လာတယ်။သူလုံးတမရရင်တခုမှအဆင်မပြေဘူး။ငွေကြီးကြီးချက်တဲလာတယ်။ဒီလိုနဲ့လေထမိုင်းကအရက်တွေပို့ပို့ပြီးတောက်လာတယ်။တနင်္ဂနွေနေ့တခုမှာလေထမိုင်းကတူသွားနေကြတယ် Red Lion ဆိုတဲ့ယမကာဆိုင်တွေကိုဝင်သွားတယ်။အလုတ်ရှင်ကိုယ်တိုင်ကအလုတ်ကိုစိတ်မဝင်စားတော့တဲ့အခါမှာလယ်ထဲမှာရှိတဲ့ကျန်တဲ့အလုတ်သမားတွေကလည်းအလုတ်ကိုဖြစ်တယ်လို့လှုပ်လာကြတယ်။ဆိုတော့အဲ့ဒီတနင်္ဂနွေနေ့မှာလယ်ထဲကအလုတ်သမားတွေကတရိဆန်တွေကိုအစာကျေဖို့မေ့သွားကြတယ်။တညာလုံးအစာငန်းနေကြတဲ့တရိဆန်တွေကဒေါရထွက်နေကြပြီ။လယ်ထဲမှာကြီးကအရက်တောက်ပြီးပြန်လာတဲ့အခါမှာလည်းလေထဲကိုမဝင်တော့ဘူးသူရဲ့အိတ်ခမ်းထဲကိုပဲတန်းဝင်ပြီးတော့အိပ်ပျော်သွားတယ် ဒီလိုနဲ့တမနာလုံးအလုံးလုံးပြီးပင်ပန်းနေရင်တရိစံနေရဗိုက်စားတယ်ဗိုက်စားလာတဲ့ခါမှာပို့ပြီးဒေါရထွက်လာတယ်ဒီလိုနဲ့ဘလို့မှတီးမခတ်နိုင်တော့တဲ့နွားမကြီးတခေါင်သူ့ရဲ့ဂျိုးနဲ့တရိစံမျိုးအစာကျွေးဖို့အစာရီတူလောင်ထားတဲ့စကြက်ကားကိုဂျိုးနဲ့လိုက်လိုက်ခွေနေဂျိုးနဲ့ခွေတောင်မြင်တော့တခြားတရိစံနေရလဲကူပေးလေမားရအဲ့ရနိုးတဲ့အချိန်မှာအစာတူလောင်နားတဲ့တခါကြီးကပွင့်ပြီးတော့အထဲမှာတရိတ်ဆန်နေရစားချင်တာကိုယူချနေကြတယ် ဒီလိုမျိုးဖျို့ဖျက်ဖြစ်နေတဲ့တရိတ်ဆန်တွေကိုမြင်တော့ဂျာဘုန်းနဲ့ရိုက်တယ်။ငကွားမှာဘိုက်ကစာနေတဲ့ဂျာတွေကဂျာဘုန်းနဲ့ပါအရိုက်ခံလာရတဲ့အခါမှာဘယ်တရိတ်ဆန်မှသီးမခံတော့ဘူး။လေဓမိုင်းနဲ့သူ့ရဲ့လူတစုကိုပုံစံအမျိုးမျိုးနဲ့တိုက်ခိုက်လာကြတယ်။ခြေထောက်နဲ့ကန်တဲ့ကောင်ကကန်တယ်။ဂျုံနဲ့ခွေးရဲ့ကောင်ကခွေးတယ်။လေဓမိုင်းရောသူ့ရဲ့လူတွေရောတရိတ်ဆန်တွေဒီလိုမျိုးပြုတ်မှုတော့တခါမှမမြင်ဘူးတော့ကြောက်အားလန့်အားနဲ့လေထဲကနေထွက်ပြေးသွားကြတယ်။ဒီလိုလေဓမိုင်းကိုယ့်ရုပ်ကာယထွက်ပြေးသွားတဲ့မြင်ကွင်းကို တင်းပေါက်ကနေမြင်လိုက်တဲ့သူ့ရဲ့မိန်းမကလည်းပြာရတလဲလဲအိမ်မှာရှိတဲ့မြယူလို့ရတာတင်းလို့ရတဲ့မြရဲ့အကုန်ယူပြီးတော့လေထမိုင်းနောက်ကိုကိုယုတ်ကာယလိုက်သွားတယ်။အဲ့လိုမျိုးကိုယုတ်ကာယလိုက်သွားတဲ့အချိန်မှာမိုဇက်စ်ဆိုတဲ့ကြီးကန်းကြီးကလည်းနောက်ကနေလိုက်လာတယ်။ဒီလိုမျိုးမထင်မှတ်ပဲနဲ့ဘယ်တော့အောင်မြင်မယ်မှမသိရတော်လန်ရေးရရုတ်တရက်အောင်မြင်သွားတဲ့အခါမှာတရိษံညာတလူကိုတလူမယုံနိုင်ဖြစ်နေကြတယ်။